ဒါလို့သမီးတို့မင်္ဂလာပါဒီချေကတော့ Crypto မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီနေ့တင် जा ပေးမယ့်အကြောင်းအရာကတော့ဒါလို့သမီးတို့ရဲ့အရင်မျိုးကြောင်မှာမရှိမဖြစ်သုံးရတဲ့ပစ္စည်းတစ်ခုအကြောင်းကိုတင် जा ပေးမှာဖြစ်ပါတယ်အဲ့ဒီတင်ငန်းစာကတော့ဘယ်တင်ငန်းစာဖြစ်မလဲဆိုရင်တင်ငန်းစာ၅စာအကြောင်းဖြစ်ပါတယ် ီချေတို့နေ့စဉ်စားနေတဲ့စားသုံးနေတဲ့စားဟာတီချေတို့ရဲ့နေ့စဉ်ဘဝအတွက်ဘလောက်အရေးကြီးသလဲဘလို့အသုံးဝင်သလဲစားကိုဘလို့ရရှိသလဲဆိုတာကို သင်ကြားပေးသွားမှာဖြစ်ပါတယ်တော်တော်သမီးတို့ရေဒီချေတို့ဟိချက်တဲ့ခါပဲဖြစ်ဖြစ်အတုံစားကြတဲ့အခါဖြစ်ဖြစ်စားကို မပါမဖြစ် မရှိမဖြစ်အတုံးပြူကြတယ် စားမှာဘာတတ်ပါဝင်တယ်လဲဆိုရင် အငံတက်ပါဝင်ပါတယ်အဲ့ဒီအငံတက်ကလူတို့အတွက်ဘလို့သုံးဝင်တယ်လဲဆိုရင် အစားအစာများကိုအရသာရှိစေုံသာမကကျန်းမာရေးအတွက်ပါအထောက်ကူပြုပါတယ်ကျန်းမာရေးအတွက်ဘလို့အထောက်ကူပြုတယ်လဲဆိုရင်ချူထက်လင်းခန္ဓာကိုယ်ကအညစ်အကြေးတို့နဲ့တကွစားတတ်ပါသွားသောကြောင့်ကာယလုံသားနှင့်အာဇသမားများသည့်တာမန်လူတို့ထက်စားတတ်ပိုလိုအပ်ပါသည် ကလေးတို့ရေကာယလုံသားတွေဆိုတာကတော့ကိုခန္ဓာကနေကိုခန္ဓာကိုအတုံးပြူပြီးလုံရတဲ့အလုံသမားတွေကိုပြောတာဖြစ်ပါတယ်။စားအစားများလုံးလည်းလေကျမရေးထိခိုက်နိုင်ပါတယ်။ဘာယောဂါတွေဖြစ်နိုင်တယ်လဲဆိုရင်သွေးတို့ယောဂါ၊နှလုံးယောဂါ၊အစာရင်ကင်ဆာတို့ဖြစ်နိုင်ပါတယ်။စားအစားနေလုံးလည်းလေနှလုံးယောဂါဖြစ်တတ်ပါတယ်။ဒါကြောင့်သားတို့သမီးတို့ရေတန်ဆင်းလုံပြီးဆိုလိုပဲစားကိုမနည်းလုံးမများလုံးချင့်ချင်မီစားသုံးသင့်ပါတယ်။ ားတို့သမီးတို့ရေတန်ဆင်းလုံပေးဆိုတာကတော့စကားပုံတစ်ခုဖြစ်ပါတယ်သူရဲ့ဆိုလိုရင်းကတော့မိသည့်အရာကိုမစွအလုံးအုံပြုတ်လုခဲ့ရင်ဘေးအန္တရာယ်နဲ့ကြုံတွေ့နိုင်ရတယ်ဆိုတာလေးကိုပြောတာဖြစ်ပါတယ်။စားသည်တီချေရုခန္ဓာကိုအတွက်အသုံးဝင်ရုံမကအသားငါးတွေကို မပုံမတိုးပဲကြာရှည်ခံအောင်ထားကျင်တယ်ဆိုရင် စားနေပြီးတော့တိတ်ထားရတယ်။ငပိငချောက်အသားချောက်စသည်တွေကို ပြုတ်လို့ရမှာလေအသုံးဝင်နေ။တအားသမီးတို့ရေ ငပိငချောက်အသားကြောင့်ဆိုတာကလည်းကြာရှည်ခံအစားစာပဲဖြစ်တယ်။ဒါကြောင့်ဒီခြေရိုးကငပိငချောက်အသားကြောင့်ဒီကူစားတဲ့အခါအငယ်ရတာကိုရရှိနေတာဖြစ်တယ်။စားသည့်အစားစာတွေအတွက်အသုံးဝင်ုံသာမကကျမရေးအတွက်ပါ အထောက်အကူပြုတယ်။ဒီချေတို့တွေလေချောင်းနာသွားရင်နာပြီဆိုရင်စားရင်ဖြည့်ပြုံးခြင်းပေးရင်တတ်တာစီတယ်။ဘာကြောင့်တတ်တာလဲဆိုရင် စားရည်သည်တီချေရုခန္ဓာကိုယ်မှာရှိတဲ့အပူပုပ်တွေကိုတတ်တာပြောင်းကင်းစေတယ်ကွ။ထို့အပြင်စားဖြစ်သွားတိုက်ခြင်း၊ဗစက်စီးခြင်းတို့ကိုလည်းတိလုပ်လိရှိကြတယ်။စားကိုအမျိုးမျိုးအသုံးပြုကြတယ်။စားကိုလူရုဟာတာမကကလိစံနဲ့တပင်းတွေကလည်းစားတဲ့လူကြောင့်သိပ္ပံနီးကြသိရှိရခဲ့တယ်။သိပ္ပံဆိုတာကတော့သားတို့သမီးတို့ရဲ့စနီတကြလိလာစံသက်ဖော်ထုတ်ခြင်းဖြင့်ရရှိလာသောအတတ်ပညာကိုပြောတာဖြစ်ပါတယ်။ တလိဆန်နဲ့တပ်ပင်တွေလည်းဘာကြောင့်စားတတ်လို့အပ်တာလဲဆိုရင်တလိဆန်နဲ့တပ်ပင်များသည်လည်းတချေလိုလူတွေလိုပဲသက်ရှိဖြစ်တာကြောင့်စားတတ်ကိုလိုအပ်ကြတာဖြစ်တယ်။တော်ရင်လိဆန်တို့သည် စားပေါက်သောမြေကို ရှာဖြည့်ရဲ၍စားကြတယ်။သားတို့သမီးတို့ရေစားပေါက်တဲ့မြေဆိုတာကတော့နွေရာသီလိုမျိုးဆိုရင်မြေပေါ်ဘက်နာမှာစားအပွင့်ဖြူဖြူလေးတွေကိုတွေ့ရတတ်ပါတယ်။ဒီတစ်ခါဒီချေကသားတို့သမီးတို့ကိုစားကိုဘယ်ရက်ဒီသားမှာထွက်ရှိပါတယ်ဆိုတာကိုပြောပြပေးမှဖြစ်ပါတယ်။ ရှေ့အခါကပဲခူးနယ်မှာစားအပြောင်ပြောင်းထွက်ခဲ့မှုတယ်။ယခုအခါမှာဆိုရင်တော့ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာစားလုပ်ငန်းကိုအကြီးအကျယ်လုပ်ကိုင်လျက်ရှိကြတယ်။အေရဝတီတိုင်းဒေသကြီးဟာမြန်မာနိုင်ငံရဲ့အဓိကစားထုတ်လုပ်သောဒေသကြီးဖြစ်တယ်။လပတာမျိုးနဲ့မပူရောမျိုးနဲ့ဖြာပုံမျိုးတွေမှာတော့အဓိကထားထုတ်လုပ်ကြပါရဲ့။ ထိုဒေသများတွင်ဘာကြောင့်စားလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသလဲဆိုရင်ထိုဒေသများသည်ကံယူရန်ဒေသဖြစ်ပြီးပင်လယ်ရေအလွယ်တကူရရှိသောကြောင့်ဖြစ်ပါတယ်ကံယူရန်ဆိုတာကတော့ပင်လယ်ကမ်းဆက်တစ်လျှောက်ကိုပြောတာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ဒီချက်ကသားတို့တင်ရီဘီတို့ကိုစားထုတ်လုပ်ပုံကိုပြောပြပေးမှာဖြစ်ပါတယ်။ပင်လယ်ရေကိုကျွတ်ချဲ၍ချက်စားဖြစ်၎င်း၊ရေခမ်းအောင်နေလန်း၍နေလန်းစားဖြစ်၎င်းပြုလုပ်ကြတယ်။နေလန်းစားဟာဆိုရင် မိုးလီကင်းလွတ်သောအော်တိုဝါလာခန်းလောင်မှစတင်လုကင်ကြရတယ်။အရက်ဒေတာအချို့များတွင် စားပေါက်သောမြေကိုရေဖြော်၍စားထုတ်လုပ်ကြရတယ်။အချို့နိုင်ငံများမှာဆိုရင်စားတောင်ကြီးများစားတွင်းကြီးများရှိနေသောကြောင့်တတ်ထွန်ဒူပေါ်တကယ်သို့စားတူးယူ၍စားထုတ်လုပ်ကြပါတယ်။ဒါရုသမီးတို့ရေယခုခါမှာဆိုရင်အိုင်ဝရင်းချိုးတဲ့သောလူတွေတဲ့အိုင်ဝရင်းပြည့်စွတ်ထားသောစားကိုလည်းတည်တံထုတ်လုပ်လာကြတယ်။ အယုံချိုးတတဲ့လူတွေဟာလေဘင်းကြီးယောဂဖြစ်မယ်ကိုယ်လေးချိန်တွေတက်လာမယ်ပင်မနှွမ်းနေမယ်စပင်ကျွတ်မယ်အသားယူရီခြောက်တွေ့နေမယ်ပုံမှန်ထက်ပိုအေးသလိုခံစားရမယ်သင်ယူမှုနဲ့လက်မှုနိုင်စမ်းတွေအနည်းငယ်အားနည်းလာနိုင်ပါတယ်အကယ်၍စားလုံးဝမရှိတော့အရေးပေါ်အခြေအနေမျိုးမှာဆိုရင်စားတတ်ရအောင်ဘယ်လိုလုပ်ကြမလဲ။ဝါးစားသည့်အပင်မျိုးကိုမိရှို့ပြီးရလာတော့ပြာကို စားအစားအသုံးပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တစ်ပင်မရတော့ပြာများတွင်အငန်တက်အနှင်းငယ်ပါလာသောကြောင့်ဖြစ်တယ်။ထုံဤဖြစ်မိမိတို့နေစဉ်စားသုံးနေသောစားသည် အလွန်အသွုံဝင်ကြောင်းနှင့်ထိုစားကိုရရှိရန်ရှေ့ရခင်ကပင်အမျိုးမျိုးတည်ထင်ကြကြောင်းကိုသိရှိခဲ့ရပါတယ်။ဒီချက်ဒီနေ့တင်ကြားခဲ့တဲ့စားအကြောင်းကိုအနှစ်ချုပ်ရမယ်ဆိုရင်စားဤအသွုံဝင်ဖို့စားဤကောင်းချိုးဆိုးချိုးများစားကိုဘယ်ရက်ဒီသားကထွက်ရှိခဲ့ပုံနှင့်စားထုံးလုပ်ပုံများကိုတင်ကြားပြခဲ့ရဖြစ်ပါတယ်။ သားတို့သမီးတို့ရေဒီနေ့သင်ခန်းစာကတော့ဒီလောက်ပဲဖြစ်ပါတယ်။